ကွာအမောလေးဖြေနေလို့ရှိတယ်ကားပေါ်လေးတက်မလို့ရှိတယ်နောက်ကနေစလိုက်ပါတဲ့လမ်းပြစ်တယ်အဲ့မှာကွာဝစ်တဲ့အချိန်မှာဘာမှဖြစ်သေးဘူးဝစ်ပြီးပြန်ထားတဲ့အချိန်မှာတနတ်ကျိုးနဲ့လေခြေထောက်နဲ့ညီပြီးတော့ဖင်ကြီးကိုထောင်းလို့လေစနိုက်ပါတာမမီးကကန်ကောင်းလာပထမတစ်ချက်ကတော့တက်လိုက်တဲ့အချိန်မှာကွာထိုင်လိုက်လို့ မမိလိုက်ဒုတိယတစ်ချိန်မှာသူပြစ်လိုက်တဲ့အချိန်မှာကိုကမှောက်ရကြီးလဲနေတော့မပြစ်လိုက်ဘူးအဲ့လိုအဲအဲ့မကန်ကောင်းတာပါနော်ဒီခေါက်မှာလဲကျွန်တော်ကြက်တဲ့နဲ့စစ်ကြောင်းကဗောနော်အဲဖိုက်တာဖိုက်တာဖိုက်တာတယောက်နဲ့ကျွန်တော် မိတ်ဆက်ပြီးတော့ဗောနော်အဲ့ဒါတော့ဒါထူးထူးခြားခြားမျိုးသမီးတပ်ဖွဲ့ဝင်တယောက်ဖြစ်ပါတယ်အဲဒီ ဒီတပ်ဖွဲ့ဝင်ဆိုရင်လည်းသူကအဲလုံးဝစစ်မြေပြင်မှာလိုက်ပြီးတော့တိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့ဝင်တယောက်ပေါ့နော်အဲကြောင့်သူเนี่ยပသက်လို့အတွေ့အကြုံတွေပြီးရင်တော်လိုင်းရေးပေါ်ခံယူချက်တွေအဲပြီးတော့ကြတော့အမှတ်တရတွေပေါ့နော်အဲ့ဒီနဲ့ပသက်လို့ကျွန်တော်မေးမယ်ပေါ့နော်မနေ့ဆွဲစီထားရတာအမှပျော်ပျော်အောင်လို့ပေါ့နော်အဲအဲကြတော့အမဟုတ်မိတ်ဆက်ပြီးတော့အရင်ဆုံးမိတ်ဆက်ပြီးတော့ဟုတ်ကဲ့ကျွန်တော်တော့ကြက်တဲ့စေချောင်းတိုက်ခိုက်ရေးရေပေါ့မမိုးပါအဲတိုက်ခိုက်ရေးရေပေါ့နော်အဲအဲ့လိုပြောအဲကြောင့်မို့ဒီတော်လိုင်းရေးတဲ့ကိုရောက်ဖြစ်ခဲ့ပုံပေါ့နော် ။ဘာကြောင့်လို့ဘလို့ရောက်လာလဲ။ဘလို့စိတ်ကူးနဲ့ဘသူကနေအတင်းပို့လိုက်တာလား။အဲ့လိုမျိုးကအဲ့အဲ့အလေးပြောပြအောင်။ဘသူကအတင်းပို့လဲဆိုတော့ကျွန်တော်အတင်းပို့တာတော့မရောက်နိုင်ဘူး။အဲမရောက်လာကျွန်တော်တော်လန်ရေးမရောက်ရအောင်သူကအတင်းပို့လိုက်တာ။သူသူမခံကျင်စိတ်တွေသူပြည်သူတွေပေါ်မှာရက်ဆက်ရုံမှမှုတွေကိုမခံကျင်စိတ်တွေကကျွန်တော်ဒီထက်ကိုရောက်လာတာပဲ။အင်းအဲ့တော့ဒါဒီလိုတော့ဖြစ်သွားပြီပေါ့မြောင်းလိုက်အခုလိုမျိုးဒါအာရသိန်းနဲ့ပြည်သူပေါ်မှာယုံပါတယ်အဲတော့ကျတော့ဒါကကျွန်တော်တို့ လုတ်ကိုလုံးမရပြီပြန်ပြီးတော်လန်မရမယ်ဆိုတော့စိတ်ကူးတော့ဖြစ်သွားတယ်အဲ့အဲ့အချိန်မှာနီးလန့်နေအများကြီးရှိတော်လန်နဲ့နီးလန့်နေပေါ့နော်အခုဒီတက်တက်ဖွဲ့မှာကိုပဲဒါကျင့်တဲ့နတ်မအောင်ပဲတော်လန်နဲ့နီးလန့်နေအများကြီးရှိရတယ်ဟုတ်အဲထောက်ဖို့လုံးမလားတိုက်ခိုက်လုံးမလားအနောက်ကနေပြီးတော့ဒီတက်ဖွဲ့တွေစားရေးတောက်ရေးအတွက်ကူပေးမလားအများကြီးပေါ့ကဏ္ဍပေါင်းလို့ရှိရအဲ့ထဲမှာဘာဖြစ်လို့တရက်ကင်ပြီးတိုက်ချင်တာဘာလို့လဲဆိုတော့ဒါတော့တံမြန်တာပေါ့သူကသူကဘာလို့ဆိုတော့ သူလဲကျွန်တော်တို့ရဲဘော်တွေမြေမြမှာကုရှင်မှာနေလက်နဲ့ကင်ပြီးတော့သူရဲရဲဆက်ဆက်တက်ပြစ်ခဲ့ရဗျာအဲ့ချိန်မှာလဲကျွန်တော်လဲအော်တနေ့ကြရင်ကလဲသူတို့ငါကိုယ်တိုင်လက်နဲ့ကင်ပြီးတော့ခြေမုံးမှရမယ်ဆိုတဲ့စိတ်ခြေမုံးကျင်တဲ့စိတ်ကြောင့်လက်နဲ့ကင်တဲ့ဒီလန်းကိုပဲကျွန်တော်ယူခဲ့တယ်တခြားနီလန်းကိုကျွန်တော်မယူခဲ့မရဘူးအားမရဘူးအားမရဘူးတခြားနီလန်းနဲ့အားမရဘူးဘာလို့ကိုယ်တွေခံခဲ့ရတာကိုယ်တွေပဲတည်ဘူးအားကြောင့်တခြားနီလန်းနဲ့သူမျက်နေပြောပါလေနင်းမင်းကလေးမတန်ပဲ ဘာလို့လက်နက်ကင်လှုပ်ရှင်လဲတခြားနီးလန်းနဲ့တော်လန်းလဲရတာပဲဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကဒီကောင်တွေကိုလက်နက်ကင်ပြီးတော့ပြန်ချိန်မုန်းချင်တာအင်းအဲ့လိုစိတ်နဲ့ပဲဒီချိန်မုန်းရဲပဲဝင်ခဲ့တာဟုတ်အဲ့ဒီဖိုက်တာတကယ်လေးစားတယ်ဟိုတကယ်နော်အဲ့တော့အဲကျွန်တော်တခုထပ်သိကျင်တာရှိဘာလို့လဲဆိုတော့အမျိုးသမီးတပ်ဖွဲ့ဝင်နေဆိုရင်ဒါတော်များများရဒီအခြားဒီတက်တောင်းတက်တာတာဝန်မျိုးပြီးငဲ့ညာတယ်ဗောနော်ငဲ့ညာပြီးပြကြရှိရတချို့ကြတယ်ဒါကိုမကြိုက်ဘူး တက်ဖို့ကိုယ်တိုင်မကြိုက်ဘူးဟုတ်ကြိုက်အဲချို့ကြတော့လေဒီဥစ္စာကိုဖြစ်တင်တယ်ချို့ကြတော့မဖြစ်တင်ဘူးဘာလို့လဲဆိုတော့တို့လည်းလှုပ်ချင်တယ်လှုပ်ခွင့်ပေးရမယ်ဆိုတော့ပုံစံမျိုးရှိတယ်အဲ့လိုမျိုးအခက်ခဲတွေရောကြုံခဲ့လားလှုပ်မယ်ဆိုပြီးပြောတဲ့အချိန်မှာခွင့်တောင်းတဲ့အချိန်မှာချက်ချင်းလက်ငင်ခွင့်ပြုပေးခဲ့ရလားဒါမှမဟုတ်ဘယ်လောက်ထိစူးစမ်းခဲ့ရကျွန်တော်စူးစမ်းခဲ့ရတော့စူးစမ်းခါတိုင်းတော့ကနဦးတော့တို့မိန်းကလေးရှေ့တန်းထွက်တာကိုသူနည်းနည်းကန့်ကွက်ကြတာပေါ့နော်ဒါပေမဲ့ကိုကနောက်ပိုင်းတားစိတ်တန်းထက်တန်တာရောလှုပ်ချင်စိတ်ကလေးဒါပြင်းပြတော့ဆိုတော့တို့ကကျွန်တော်ကိုပြီးထွက်ကြရပါ အဲ့လိုလုံးချိန်ရှိရယ်ကိုလည်းချက်အောင်စူးစမ်းပြောလုပ်တယ်ဖြစ်တဲ့အတွက်သူပြီးရတာကိုလည်းကိုကြည့်ပြောလုပ်တဲ့အတွက်သူလည်းကျွန်တော်ကိုရှေ့တန်းအဲမှာဒီလိုမျိုးကောင်းမွန်မွန်နေတာထိုင်တာအဲလှူဆောင်နိုင်တာကိုမြင်သူလည်းအားရပါတယ်อืมတချို့မြို့သမီးရဲဘော်ကြီးလည်းอืมဟိုကျွန်တော်ရှေ့ကနေအဲ့လိုလုပ်တော့သူလည်းတချို့ကြရှိရယ်ဗျအဲ့လိုမျိုးကိုလိုပဲချိန်ပုံးချင်တဲ့ရဲမေတွေရှိရယ် ။အဲသူတို့အတွက်လည်းသူလည်းအားရရသူလည်းအဲ့လိုလုပ်ချင်တဲ့သိသိနောက်မှပို့ပြီးတော့ဖြစ်လာပေါ့။အင်းရှေ့ကနေပြီးတော့နီးပေးလမ်းပြလှုပ်ပေးနိုင်တယ်သူပျောက်ဖြစ်လာပေါ့တော့။ငါလည်းလှုပ်နေတယ်။အဲ့လိုတော့မဟုတ်ဘူး။ဒါပေမဲ့ကိုကိုကလည်းအားရရသူများတို့လည်းအဲ့လိုဟိုကိုကရှေ့ကနေလှုပ်ပြပေးရတဲ့အတွက်သူလည်းဟိုတခါကြလှုပ်ချင်တယ်ဗျာဒါပေမဲ့ဟိုသူ့ကိုသူသူကငါလှုပ်နိုင်ပါမလားအဲအဲ့လိုမျိုးစိတ်တွေရှိရပါတော့။အင်း။အဲ ခုကိုလှုပ်ပြရတဲ့အတွက်သူလည်းသူတော်လုံနိုင်ကြပဲငါတို့လည်းလုံနိုင်ရမှာပဲဘာလို့မလုံနိုင်ရမှာလဲသူရဲ့အတွေ့သူခေါင်းထဲမှာရှိသွားတာပဲဟုတ်တယ်အဲကြောင့်သူတို့အတွက်လည်းသူတို့ကိုလှုပ်ချင်တာလေးကိုဖြစ်ဖြစ်မြောက်မြောက်လှုပ်ဖို့အတွက်အခွင့်အလမ်းပူရသွားပေါ့ဆိုတော့ဟိုမတိရတဲ့ဆိုင်ဒီမှာရှေ့မှာလှုပ်ပြနေရတိနေဆိုတော့သူပို့ပြီးအားရတာပေါ့ဟုတ်တယ်အကြလဲကိုကကိုလဲရှေ့ကနေအဲ့လိုလုပ်ပြတော့ဟိုသူတို့ရဲ့ဟိုလူတွေကလည်းဟိုဘယ်လိုပြောမလဲသူတို့ခေါင်းဆောင်တွေကလည်းဩ ဒီလိုမိန်းကလေးရှိရပဲအဲငါရဲမိန်းလဲသူလိုလုံလုံနိုင်မှာပဲသူတို့လည်းအဲစဉ်းစားလို့ရသွားပေါ့ပိုတင်မပိုတင်အဲ့တော့သူတို့အပိုင်းပေါ့နော်သူဒါပေမဲ့လုံရှင်တဲ့အမျိုးသမီးတွေအတွက်တော့အခွင့်အလမ်းရသွားတာပေါ့အဲ့တော့ဒါဆင့်မြေပြင်မှာတိုက်ပွဲဝင်တဲ့ချိန်မှာတိုက်ခိုက်ရေးအမျိုးသမီးတယောက်တင်တဲ့အဲအခက်ခဲလို့ထင်တဲ့ဟာဘာရှိအခက်ခဲလို့ထင်တာอืมတာမန်ဆိုရင်တော့တိုက်ခိုက်ရေးအမျိုးသမီးရဲဘော်တယောက်နေနဲ့အခက်ခဲရအများကြီးပဲဒါပေမဲ့ ကျွန်တော်တို့ကတော့အခက်အခဲမရှိဘူး။အော်ဝိုင်းတယ်။အဲ့ဒါကျွန်တော်ကျွန်တော်ကိုယ်တိုင်ကအဲ့လိုမျိုးလှုပ်ချင်တာဖြစ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့အခက်အခဲမရှိဘူး။ကျွန်တော်တို့ကသူတနက်ကြိုက်ပြီးသူတို့တော်လန်နေရရင်ကျွန်တော်ကအဆင်ပြေမယ်။ဘလိုပဲနေရနေရဘလိုပဲနေရနေရဘလိုပဲစားရစားရဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဆင်ပြေနေ။မိုးပဲရွာရွာမိုးရွာရွာနေဘူး။ကြည်တဲ့နေချာမှာပဲပြေးရပြေးရတနက်ကြည်ချာမှာပဲပြေးရပြေးရဒူးထောက်ပဲပြေးရပြေးရဝင်ရမောက်ပဲပြေးရပြေးရ ခြိုက်တယ်လို့ပြရကျွန်တော်တို့ကအစဉ်ချင်းနေဗန်းဖြစ်။အော်ဒါကိုအရန်ပြင်းပြတဲ့စန္ဒာတစ်ခုကိုတကယ်အကောင့်ထဲပေါ်နိုင်တဲ့အခါကျတော့ဘယ်ဟာမှကိုကို့အတွက်တားဆီးလို့မဖြစ်တော့အကုန်လုံးကဒါကြော်ပြတ်နိုင်တယ်။အော်တကယ်တကယ်လေးစားတယ်ဟုတ်။အဲ့တော့ဒါတိုက်ပွဲအတွေ့အကြုံနေနေဆိုရင်ဘယ်ကာလောက်လောက်ကနေစအခုချိန်အခုချိန်ဒီဒါလည်းတိုက်တိုက်ပွဲဝင်နေအောင်ပါနော်အဲစပြီးတော့တိုက်ပွဲဝင်ခဲ့တဲ့ကာလတွေရှိမယ်ဗျာအဲကြောင့်ဟောရရဖြစ်စဉ်တွေရှိသလားဘယ်ကာလောက်ကနေစပြီးတော့ဒီလက်နက်ကင်ပြီးချတယ် တနက်ကံကြီးဆာမမရဖြစ်စီဆိုအခုကျွန်တော်ဒီလက်ခတ်တောင်ပေါ့နော်အစိုးကြီးတိုက်ပွဲဟုတ်လက်ခတ်တောင်တိုက်ပွဲအဲ့ဒီကဂျိမ်းဂျိမ်းနေတာအဲ့ဒီကနေဂျိမ်းအဲ့ဒီကနေဂျိမ်းလက်ခတ်တောင်တိုက်ပွဲကနေစလို့အခုဒီအောင်စရာဒီပေါ့အော်အော်အဲ့တော့အဲ့အဲ့အဲ့လိုမျိုးတောက်လျှောက်ဖြတ်တန်းလာခဲ့တဲ့ဒါတိုက်ပွဲဝင်တဲ့ကာလာတော်တွေမှာအမတရားတွေရှိလားဖြစ်စဉ်တွေဖြစ်ရတွေပေါ့ရှိရအမတရားတွေလည်းရှိရအင်း မတရားအနေနဲ့ပြောရမယ်ဆိုတော့ဒီအောင်စရာမှာတော်တော်များရတယ်အောင်စရာမှာနေခဲ့ရတော်တော်ကြာတယ်ဆိုတော့အဲအဲ့မှာတော့ကျွန်တော်တို့အမတ်တရားကြီးကအများကြီးပဲဗျနေစာပြောမယ်။ဟောချချပြောပေါ်လို့စာပြောမမရဟိုငိုအားတဲ့ရီအားတန်ပေါ့နော်တစ်ခေါက်ကျွန်တော်မမရကြုံလာဆိုအဲ့မှာဟိုကျွန်တော်ပိုင်ချင်းတဲ့အချိန်မှာဟိုပိုင်ကလည်းတိုက်ပွဲကြမှာကျွန်တော်ကအိန္ဒိယအသေးအံချင်းလိုက်ပါဆိုကျွန်တော်နဲ့အတူတက်တဲ့ရဲဘော်တယောက်ကနည်းနည်းနှလုံးဟတ်ထိပြီးတော့ အတိုက်ပွဲကြမှာဟိုကဆင်းရတဲ့ချိန်မှာဟိုနောက်တစ်ယောက်နဲ့ချိန်တဲ့ချိန်ပေါ့နော်ဟိုတိုက်ပွဲကြမှာဆင်းလာတဲ့ချိန်ဟိုအသက်လူပြီးဆင်းလာတဲ့ချိန်မှာကိုကဟိုအပွားနေရောတိုက်ပွဲကြရောအသက်လူပြီးရောကိုကဆင်းလာရင်ကားလက်မပေါ်ရောက်သွားရင်ကိုကအမောလေးဖြေနေလို့ရှိတယ်ကားပေါ်လေးတက်မလို့ရှိတယ်နောက်ကနေစတိုက်ပါနဲ့လမ်းပြစ်တယ်အဲ့မှာကိုကဝစ်တဲ့ချိန်မှာဘာမှဖြစ်သေးဘူးဝစ်ပြီးပြန်ထားတဲ့ချိန်မှာတနတ်တနတ်ကျုံးနဲ့လေချောင်းနဲ့ညီပြီးရောဖင်ကြီးကိုထောင်းလို့လေ တန်တန်တွေရောအီကွေးမန်းတွေရောအုတ်ထုတ်တွေရောအဲချီကိုဝင်ရောက်မောက်ကြီးလဲတော့တော်တော်နဲ့ပြန်ပထနာနောက်ကနေဆွဲပြီးတော့ထူရတယ်အဲငူရတဲ့ရရတယ်တော်တော်ရရတယ်အဲ့တော့မမရရပဲအဲ့အနထာပြီးနောက်တစ်ချက်အဲသူလည်းပြန်ပြည့်အဲတော့ကနှစ်ချက်စနိုက်ပါတာမမိရကန်ကောင်းတာပထမတစ်ချက်ကတော့ကြိလိုက်တဲ့အချိန်မှာကွာထိုင်လိုက်လို့ မမိလိုက်ဒုတိယတစ်ချိန်မှာသူပြစ်လိုက်တဲ့အချိန်မှာကိုကမှောက်ရကြီးလဲနေတော့မပြစ်လိုက်ဘူးအဲ့လိုအဲ့မကန်ကောင်းတာပါနော်ဟုတ်ဟအဲ့တကယ်မမရတခြားမမရကြတော့အများကြီးပဲဟွန်းဟွန်းအဲ့ကြားထဲမှာအဲ့လိုဒါကတော့ကိုဖြစ်ရတဲ့ပတ်သက်ပြောတာပေါ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တက်တနေစစ်ကြောင်းမှာထောက်ဖို့တောင်းထမ်းဆောင်နေတဲ့ရဲဘော်ဟယ်ရီဖြစ်ပါတယ်ခင်ဗျာလက်ရှိကျွန်တော်တို့ဒီတက်တနေစစ်ကြောင်းကနေပြီးတော့ပြည်လုံးနေတဲ့ကမ်ပိန်းလေးတစ်ခုရှိပါတယ်ဘလက်ဖန်နာ3000တော့အမိရပါတယ်ခင်ဗျာ ဟိုတက်မှတ်ကာလကတော့မေလ9ရက်နေ့ရက်မေလ15ရက်နေ့ကနေပြီးတော့ဇူလိုင်လ9ရက်နေ့ထိပဲဖြစ်ပါတယ်ခင်ဗျာကာကံမောင်းကတော့တိန်းသုံးတောင်ချက်ဖြစ်ပြီးတော့လက်ရှိချိန်ထိရရှိတဲ့ပမာဏဟာ14ရာတိုင်းတော့မရှိပါသေးတယ်ခင်ဗျာဒါကြောင့်မလို့ပြည်တွင်းပြည်ပါမှာရှိတဲ့တော်လန်မိဘပြည်သူများအနေနဲ့ကျွန်တော်တို့ရဲ့ဒီ Black Panther 3000လောက်ကမ်ပိန်းလေးကိုပါဝင်အားဖြည့်ပေးကြဖို့ရာအတွက်ထပ်မံတိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Black Panther 3000လောက်ကမ်ပိန်းလေးမှာပါဝင်လို့တဲ့မိဘပြည်သူများအနေနဲ့ Black Panther Column Pay Black Panther Column Horizon Pay ီတဲ့အခါကျတော့ဒီကျွန်တော်တို့ post time post time မှာနိုင်ငံတကာ alpha list တွေကိုလည်းဟိုအသေးစားလေးချပေးထားပါတယ်ခင်ဗျာအဲနိုင်ငံတကာ alpha တွေစီမှာလည်းယုံကြည်စိတ်ချတာလည်းပါဝင်ပေးလို့ရပါတယ်ပြည်ပပြည်ပင်းပြည်ပမှာရှိတဲ့မိဘပြည်သူများအနေနဲ့မိမိတို့နေတဲ့တက်ဆိုင်ရာနိုင်ငံ alike တက်ဆိုင်ရာငွေကြေး alike alpha တွေစီမှာဆက်သွယ်ပြီးတော့ယုံကြည်စိတ်ချတာနဲ့ပါဝင်အားပြေးပေးလို့ရပါတယ်ခင်ဗျာမိဘပြည်သူများအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ခင်ဗျာ